ကျဲရင်တော့ဒီဆိုတော့ထဲမှာဆိုဒါမမအစ်ချစ်နေမမမိုင်လေးကိုချဲချစ်တာလေချစ်တော့မမအစ်ချစ်က29နှစ်နဲ့ယူသွားတော့အော်ငါ29ကြာအိမ်အောင်ပြုတ်မယ်ပေါ့အခု29ပြည့်သွားပြီပြီးလည်းပြောကိုက29နှစ်ပြည့်သွားတော့ယူစရာလည်းမရှိဘူးအဲ့ဆိုယူလည်းမယူဖြစ်ဘူးအစတော့ကျတော့ဟောဘောမင်းကလေးဆိုတော့ရှောက်စင်းသားပေါ့နော်20နှစ်23ကြာယူမယ်အဲ့ကနေမှအော်25 26ကြာယူမယ်အဲ့ကြောင်26 29ခုယူမယ်အဲ့ဒါမှဖြည်းဖြည်းချင်းအသက်တွေကြီးလာဘူး29နှစ်ဖြစ်သွားပြီပေါ့နော်ဆိုတော့30ကျော်လောက်မှပဲစဉ်းစားမှာပါဟုတ် ဒီနေ့ကတော့ဒီရွှေသပြင်ပေါ့နော်ရွှေဆိုင်ဖွင့်ပွဲလေးကိုလာပြီးတက်တာပါချဲဦးတငယ်ချင်းတွေဖွင့်ထားဆိုတော့လာပြီးဝင်းရံပေးရပါဟုတ်အော်ဒီမှာကျတော့ဒီအခုခြေဆွဲထားသလိုမျိုးပေါ့လူငယ်ဆဆန်ဖန်စီဒီဇိုင်းလေးတွေလည်းများများရှိရဲပြီးလို့ရှိရင်ကိုလိုချင်တဲ့ပုံစံမျိုးလည်းဒီမှာအပ်လို့ရပါတယ်ပြီးတော့လုံးလုံးဆယ်တော့စိုင်ဖုံမွဲအနေနဲ့ဆိုလို့ရှိရင်လည်းအများကြီးပေါ့နော်အအအများကြီးရွေးချယ်လို့ရတယ်ပေါ့နော် ပြီးလို့ရှိရင်ဒီမှာ customer တွေကိုကျေးဇူးတော်ပြန်တဲ့အနေနဲ့ဘလာမပါ customer တွေလည်းပါပါတယ်ဟုတ် ရှိပါတယ်ဟွာပေါ့အဲ့ဒါကဟိုဝကြီးရယ်နောက်တော့ရည်ဆောင်တစ်ယောက်ရယ်ဝယ်ပေးဘူးပါတယ်ဟုတ်ဩစိန်လက်ဆိုလည်းဝယ်စိန်လက်ဆိုနှစ်ကွင်းရဘူးလေဟုတ်ဒါဆိုရင်ရည်ဆောင်အောင်လည်းစီလားစိန်လေးချက်ပြီးတော့လည်းဆောင်ရဘူးရဘူးပါတယ်ရည်ဆောင်စီရနေပြီစိန်လက်ဆိုနှစ်ကွင်းရဘူးပါတယ်ဟုတ်အဲ့ဒါအခုရှိရရှိရဟုတ်တိန်းထားဟုတ်တိန်းအဲ့နေရာတစ်ခုမှတိန်းထားပါတယ်ဟုတ်ကြားမိလားအဲ့ဒါလေးတွေอ่ะအမကြားသေးပါဘူးဟုတ်အချင်းကဘယ်လိုပြောမလဲသူနဲ့ကြားတော့လဲဘယ်လိုပြောမလဲ အာတောင်းတယောက်ကပေါ်ခြေတော့ဒီပေါ့အတောင်းတယောက်ပြန်လန်စပုတ်ပေးရင်းနဲ့လည်းပဲတွဲခဲ့ကြတာဆိုတော့လေအဲ့လိုမျိုးပေါ့အမတ်တရရေရောအကုန်သိမ်းထားပါလေဟုတ်အဲ့လိုပေါ့ဒီလိုမျိုးဆွေရွှေရင်းနိုင်ပိုင်းဆိုတော့ကြာကိုချစ်တဲ့သူတွေအတွက်တီးတန့်ပေါ့နော်သူတို့ကဒီဇိုင်းအပ်ပြီးတော့ကိုယ့်အတွက်ဆိုရည်ရွယ်ပြီးတော့လုပ်ပေးထားဖြစ်တဲ့ကြောင့်မလို့တော့အရင်တံပိုးထားပါလေဟုတ်တယောက်တယောက်တည်းပေးတာပါဟုတ်တယောက်တည်းပဲပေးတာပါအဲ့ဒါလေးတွေဘေးချိန်မှာတော့ဖြစ် အာပွဲပြီးပါသွားရင်တော့ဝက်ဖြစ်တယ်ဥမာသူများမင်္ဂလာဆောင်နေပါတယ်လို့မျိုးဆိုဝက်ဖြစ်ပါတယ်ဟုတ်ဖြစ်ပါတယ်တော့အာဗောတနှစ်ပြည့်ရင်အာတစ်ခါပေးတယ်အဲ့လိုနှစ်နှစ်ပြည့်တစ်ခါရောသုံးနှစ်လောက်တွဲခဲ့တာဆိုတော့လေအဲ့လိုမျိုးပေးပါတယ်လက်ဆက်သုံးခါဗောအဲ့လိုကမလီယာဒါလက်ရှိအခြေအနေကြတော့လက်ရှိအခြေအနေကတော့ဘယ်လိုပြောမလဲတယောက်သေးပါပဲဟုတ် တယောက်တည်းကိုပဲချစ်နေပါတယ်လို့စတာဆိုတော့လက်ရှိအခြေရအခြေလောလောဆယ်ဘာမှမရှိဘူးပြီးလို့ရှိရင်အလုပ်တွေပဲတခြားလုပ်နေရဘောဆိုနေတိုင်းနေပါပွဲသွားဆိုနေရတယ်ပြီးတော့အဲ့လိုနေတိုင်းနေပါတမျိုးနဲ့တမျိုးကူးနေရတယ်အချင်းကုန်နေပါတယ်ဘာလို့ဆိုတော့အာအခြေအကျိစတွေကြတော့လေဘယ်လိုပြောမလဲစိတ်ကူးရင်လည်းအချိန်လောက်ပဲကောင်းတယ်ပေါ့နော်တကယ်တကယ်ဘဝအတွက်ရှေ့ဆက်သွားမယ်ဆိုရင်ကြအများကြီးစဉ်းစားမယ်ပိုင်းနေရှိတယ်ကြမလို့လောဆယ်တော့မရှိပါဘူးရီးစားကတော့စနပ်ဘယ်လိုရှိတဲ့အချိန်လည်းရှိတယ်မရှိတဲ့အချိန်လည်းရှိပါတယ်လို့ဘယ်လိုလဲမ မှန်တော့မဟုတ်ဘူးကိုကဘယ်လိုပြောမလဲအဲအဲဒီ relationship နဲ့ပတ်သက်လို့ရှိရင်တော့ဗောနော low profile နဲ့နေတာများတယ်ဘယ်သူမှလည်းကိုယ်ရည်စားဘယ်သူလဲအဲ့လိုမျိုးမမြင်ဘူးကြောက်ဗောနော်ဘယ်မှလည်းကိုယ်လည်းခေါ်မသွားပြစ်ဘူးဘာလို့လဲဆိုတော့အဲလူတွေဆိုပြောလို့မရဘူးလေဒါဟို ဆက်သွားလို့သွားရင်ဆက်သွားရင်လည်းသွားရမယ်မသွားရင်လည်းမသွားဘူးဆိုတော့ကိုကဒီတရားဝချပြပြီးတော့မှပြက်သွားရဲဆိုရင်ကျွန်တော်လည်းမကောင်းလေအဲဒါကြောင့်မလို့သမီးစားကိစ္စကြရင်တော့ဒီတူတူသက်သက်နေရတာပဲကြိုက်ပါဒါတော့ interview တွေမှာဖြေတာကတော့စတာနောက်တာတော့ရှိပေမဲ့တကယ်အပြင်မှာတော့အဲ့လိုတူသက်နေရတာပဲကြိုက်ပါ relationship ကိစ္စတွေတော့ဟုတ်ဒီစားထားတော့ဆိုင်းလဲအသိပွဲတော့အလိုလို public အဲ့လိုမျိုးထင်ပါတော့ပါလားခါသားလေးပြောနေလို့မျိုးလေးရှိစားဒီစားထားတော့ဆိုင်းလဲပေါ့ပါ အမှန်တော့အသေးခွဲတဲ့ post တွေက free post တွေကတင်နေဆိုတာကြတော့လေအဲ့လိုပါပဲသူများရေလိုပဲအမွေပေါ့နော်အကုန်လုံးအရာအားလုံး Facebook မှာချပြသမဲ့အရာအားလုံးကတော့ကိုယ်ခံစားချက်မဟုတ်ပါဘူးအဲ့လိုမျိုးပေါ့ဖေသွေးရမှာဒီဒီရေးနေပြီးတော့အဲ့လိုလိုတစ်ခါတည်းစားတာမမမိုင်လေးတို့ရွယ်ပေါ့အရင်တော့ကျဲအရင်တော့ဒီအစိုးရထဲမှာဆိုဒါမမအစ်ချင်တယ်မမမိုင်လေးကိုချဲချစ်တာလေချစ်တော့ မမအစ်ချစ်က26နှစ်နဲ့ယူသွားတော့အော်ငါ29ကျရင်အိမ်အောင်ပြုမယ်ပေါ့အခု26ပြည့်သွားပြီမမမလေး30ကျော်မှပြုလို့ဆိုတော့သူ့လိုပဲ30ကျော်မှပြုတော့မယ်ပေါ့အဲ့လိုမျိုးကိုကိုကိုဘယ်လိုပြောရမလဲကိုအတူယူရတဲ့အမတွေပေါ့အဲသူတို့သူတို့တွေအတိုင်းပဲကိုကကျင့်သုံးနေတာပေါ့အဲ့လိုမျိုးပါဟုတ်မမအင်းချစ်ကကြောသူက29နှစ်နဲ့ယူသွားတာလေအော်ငါလည်းပေါ့29နှစ်ဆိုတော့ပဲပေါ့ငါလည်း29နှစ်ကြာယူမယ်ပေါ့ပြီးလည်းပြောကိုက29နှစ်ပြည့်သွားတော့ယူစရာလည်းမရှိဘူး အဲ့ဆိုယူလည်းမယူဖြစ်ဘူးအစတော့ကျတော့ဟိုဘောမင်းကလေးဆိုတော့ရှောက်စင်းသားပေါ့နော်20နှစ်23ညယူမယ်အဲ့ကနေမှအိုး25 26ကျယူမယ်အဲ့ကျတော့26 29ယူမယ်အဲ့ဒါမှဖြည်းဖြည်းချင်းအသက်တွေကြီးလာဘူး29နှစ်ဖြစ်သွားပြီပေါ့နော်ဆိုတော့30ကျော်လောက်မှပဲစဉ်းစားမှာပေါ့ဟုတ်ဟုတ်ကဲ့ပါဆိုရင်မအင်းချစ်ကတော့ဒါတိကျတဲ့ရပိုင်းမှာသူ့ရဲ့ပွဲလေးရတယ်ပြီးသွားတယ်တကယ်လည်းကျန်တယ် ချဲအမှန်တိုင်းပြောမယ်ဆိုရင်တော့ဒီကို့အမတွေပေါ့နော်ဘသူပဲပွဲလုံးလို့အရင်ကလူစီစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့သူတို့ကလည်းစိတ်ထားကောင်းတဲ့သူတွေပြီးတော့တကယ်လည်းတော်တဲ့သူတွေဖြစ်တယ်ကြမလို့အဲဒီမမအစ်ချက်ပွဲတော်ဆိုလဲကိုယ်တိုင်မသွားပေမဲ့ပေါ့နော်အများကြီးဟိုမှာဒီအောင်မြင်စေခြင်းနဲ့ပြောအိုင်းနေဆိုလူပြန်ကြရတဲ့တဲ့င်းတွေကလေလုံးဝလူတော်မှတိုးမှုကဝင်းအစ်ချက်ပွဲလုံးဝပေါ့နော်လက်မှတ်တော့မရတော့ဘလို့မှသွားလို့မရတော့ဆိုတော့အဲ့လောက်ထိစီပွားတဲ့အတွက်သူ့မမတော်ပြောသေးတယ်အဲ့မှာ မမန်းလေးကိုသွားတဲ့နေ့မှာချင်တဲ့ flight ကတူတူပဲဆိုတော့လေသမီးညာအိမ်မမတ်တာလို့အင်ချစ်ပွဲကလုံးဝလူတော်မှပဲပေါ့နော်ဝင်လို့မရအောင်စီသွားရဲဆိုပြီးမတ်တယ်လို့အဲ့အိမ်မတိုင်းတကယ်ဖြစ်သွားရပေါ့နော်အဲ့လိုပီတိဖြစ်တာပေါ့ကိုမရအောင်မြင်မှုတွေတကယ်လည်းမိုက်ပါတယ်အဲ့ပွဲကြီးကတော်တော်လေးကိုမိုက်ပါတယ်ဟုတ် तू ကအဲ့လိုအသေးစိတ်ကိုပြင်ဆင်ထားတာအကုန်လုံးကိုလည်းသူ့စိတ်တိုင်းじゃပေါ့နော် तू ကလည်းလူခွဲမရှိတဲ့ခါကြတော့လေသူကိုယ်တိုင်ပဲလုပ်ရတယ်အကြပါတယ်အမှန်တမ်းပြောကကိုမရတဲ့ဒီဘယ်လိုပြောမလဲသူတယောက်တည်းရုံးကံမင်းသူတယောက်တည်းဒီဟာကြီးကို ဘယ်လိုပြောမလဲအုံနောက်နဲ့ဘာဝင်မယ်ဘာလုပ်မယ်ဒန်ဆာလေးဆိုတော့ तू စဉ်းစားတယ်ဘယ်လိုဝင်မယ်ဆိုတာစဉ်းစားတယ်ပေါ့နော်အဲပြောပြဖြစ်ပါတယ်ကိုအရန်ကြပါတယ်လို့သမီးလည်းစူးစမ်းမယ်လို့အဲ့လိုမျိုးဟုတ်ဟုတ်ဟုတ်ရှိရဆင်းလဲဝမ်းလေးရှိုးလောက်ရှင်နေအိမ်မရှိပါလဲဆိုတော့ဒါမဲ့ခုကတော့ကိုလည်းစူးစမ်းအောင်မှာဆိုတော့ကိုဝမ်းစာအပေါ်တော့ဒီမနုပညာဝမ်းစာကိုကိုကိုပေါ့နော်အဲ့လိုအဲဘယ်လိုပြောရမလဲအထိုက်လျောက်ရောက်ပြီဆိုတော့ ဟာမျိုးခံစားရမှာပဲလုပ်မယ်လို့စဉ်းစားထားပါတယ်ဟုတ်ဆိုတော့ဒီအမေနဲ့ပတ်သက်တဲ့ခံစားချက်လေးဆိုပြီးငါချင်းနေအိမ်နဲ့တောင်နေအိမ်ချတယ်ပေါ့နော်။ရှင်အဲ့ဒါလေးဒီလေးပြောပြပါဦး။ချင်းကဒီ2024မှာလဲမမဘတ်သေးရှိုးမှာချက်ဟောဆိုပေးသေးရဲ့အဲ့တော့ကလည်းအဲ့တချင်းလေးမမဆိုတော့အဲ့ပထမဆုံးသူကြီးဆိုတော့ဆိုတော့အခောက်ပေါ့နော်။အဲ့တော့ကဆိုလဲအရန်ငိုခဲ့ရတယ်။ အာဒီအများကြီးတွေပေါ့နော်တယောက်တယောက်နေလူတော်စကားမပြောဖြစ်ပေမဲ့ပေါ့နော်အဲကိုကတော့ကို့အမရေလိုပဲသဘောထားတယ်အဲ့တို့ကြောင့်မလို့အဲသူတို့ပြောရင်ပြောတယ်သူတို့ခံစားခံစားရတယ်ထတ်တူပဲအဲ့လိုမျိုးဖြစ်တော့လေမင်းကြီးကိုလည်းကျမ်းမာစေချင်ပါတယ်လို့ဟုတ်